အဲ့ဒီပွဲကရတဲ့အကျိုးမြတ်အားလုံးကိုတော်လိုင်းမိသားစုတွေရဲ့ပြန်လည်ထူထောင်ရေးကြာဆုံးရဲဘော်တွေရဲ့ကြံ့ရည်သူမိသားစုတွေ CDM မိသားစုတွေ Activist မိသားစုတွေနိုင်ကျင်းမိသားစုတွေရေပြင်ကောင်းဆောင်တွေရဲ့ဥဆောင်မှုနဲ့ပညာရေးစိတ်ပို့ဆောင်တာတွေအပါအဝင်တောင်မော်တောင်အောက်ဒေသအနှံ့ကဒန်းတူလူခွင့်ရေးလှုပ်ရှားမှုတွေအတွက်ပေးလှူသွားမယ်လို့အစရောလင်းလင်းကကြေညာထားပါတယ် ဒီပွဲကရရှိလာတဲ့ရမုံငွေတွေကိုအစိုးရလင်းလင်းနဲ့ချစ်သူဝေတို့ကအမှုပညာရှင်လုံးဝမယူဘဲအားလုံးကိုပြန်လည်လှူဒန်းမယ်လို့လည်းဆိုပါတယ်။အမေရိကန်ရောက်မြန်မာမိသားစုတွေကယုံကြည်ယုံရှံတဲ့အထိအားပေးခဲ့ကြသလိုမိသားစုလိုက်ဖြောပြခဲ့ကြပြီးတရုတ်ဆောင်ခါရာတရုတ်ဆောင်ရက်ဆဲတို့အပါအဝင် တော်လိုင်းအမှုပညာရှင်တွေလည်းတက်ရောက်အားပေးခဲ့ကြတယ်လို့သိရပါတယ်။ဒါအပြင်အစိုးရလင်းလင်းကမြေပြင်မှာရှိနေတဲ့တော်လိုင်းရဲဘော်တွေအတွက် အတူတက်ရောက်တယ်လို့ခန်းစားနိုင်ဖို့ရှိုးပွဲကို zone application နဲ့ပြသပေးခဲ့တယ်လို့လည်းသိရပါဗျ။ဒီ concept ကနေဖြစ်ပေါ်ခဲ့တဲ့ဆေးရုံတွေ၊နေဆဲမျိုးက CDM မှာအချို့အတွက်ကြောင်းထားပေးနိုင်ခဲ့တဲ့ left and track အစီအစဉ်တွေရင်းပြင်ပေးပို့မှုတွေစသဖြင့် PT အတွေ့တွေအများကြီးဖြစ်စေတယ်လို့မချစ်သူတွေကသူမရဲ့လူမှုကွန်ရက်မှာရေးသားထားပါဗျ။ အဆိုပါပွဲမှာမချစ်သူတွေနဲ့ကိုလင်းလင်းလက်မှတ်ပါတဲ့ရွှေသားအစစ်နဲ့ဟန်ချင်းကိုလေးလံဆွဲမှဖြစ်ပြီးရရှိလာတဲ့ရံမုံငွေကိုအညာတနေရာရဲ့မြောက်တက်ခွဲကန်တစ်ခုအဖြစ်အကောင့်ထဲပုံမှာဖြစ်တယ်လို့ကြေညာထားပါတယ်အဆိုတော်လင်းလင်းနဲ့မချစ်သူတွေတို့ဟာရောင်နီ live 2025ခေါင်းစဉ်နဲ့အမေရိကကမျိုးတွေမှာရှိုးပွဲတွေစက်တိုင်ပြုလုပ်သွားမှာဖြစ်ပြီးတော်လိုင်းအတွက်ထပ်မံထောက်ပို့သွားမယ်လို့လည်းသိရပါတယ် ဆိုတော့ဖြူဖြူကျော်သိန်းရဲ့ဩစတြေးလျနိုင်ငံမဲဘုံမြို့မှာကျင်းပတဲ့ဖြူဖြူ in မဲဘုံပွဲကိုဧပြီလ12ရက်နေ့မှာအောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။မဲဘုံရဲ့ပွဲသမိုင်းမှာဈေးအကြီးဆုံးပွဲကိုခက်ခက်ခဲခဲအတိုက်ခံအများကြီးကြားကနေရုံလုံးပြည့်အားပေးချီးမြှင့်ကြတဲ့ မဲဘုံကသွေးချင်းမောင်နှမပိဋိတ်သက်တွေအလုံးကိုမြမပြည်ကပိဋိတ်သက်တွေကိုစားကျေးဇူးအထူးတင်ပါတယ်လို့အဆိုတော်ဖြူဖြူကျော်သိန်းကသူမရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။ရရှိလာတဲ့ရမုံငွေတွေကိုတော်လန်ရေးနဲ့ငလင်ဖေးအတွက်လှူဒန်းသွားမှာဖြစ်ပြီးအော်စတြေးလျနိုင်ငံမှာဆစ်ဒနီမြို့နဲ့မဲဘုံမြို့တို့မှာကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ အစိုးရပြည်သူ့ကြောင့်တိုင်းဟာကမ္ဘာနိုင်ငံတွေမှာရောက်ရှိနေတဲ့မြန်မာပြည်သူတွေအတွက်ဖျော်ဖြေပွဲတွေပြုလုပ်ခဲ့ပြီးအမှုပညာနဲ့တွန်လှန်ရေးမှာပါဝင်နေတဲ့နိုင်ငံကျော်အမှုပညာရှင်တွေတဲကတူဖြစ်ပါတယ်။လာမယ့်မေလအတွင်းမှာလည်းဂျပန်နိုင်ငံမှာတွားရောက်ဖျော်ဖြေမှာဖြစ်ပြီးကြိုတင်လက်မှတ်တွေကိုလည်းရောင်းချနေပြီဖြစ်ပါတယ်။